လားကိုကိုကိုပြင်ဆင်ရတယ်အထက်ကိုရောက်ချင်တယ်ဆိုရင်အတွေးခေါ်အယူဆပြင်ရမယ်ဟုတ်လားဒကမကိုယ့်ရဲ့မိသားစုတွေကိုပတ်ဝန်းကျင်အဲ့လိုပြောင်းပြင်ရမယ်ဦးစင်းလိုချင်တာဦးစင်းဒီကျောင်းဆရာပြတယ်ဆင်းရဲရတယ်ဘလုတ်တွေကိုစနစ်တကျလုပ်တော့ချမ်းသာတယ်ချမ်းသာတာဘာမှမဟုတ်ဘူးဆိုတာသိသွားတာတကယ်တရားနဲ့တွေ့တော့ပုဂ္ဂိုလ်တ attva တော့မရှိဘူးဦးစင်းချမ်းသာမှုလည်းဘာမှမလုပ်တော့ဦးစင်းတကယ်ချမ်းသာသွားပြီအခုရှင်းပြနေတယ် လောဘနဲ့လားဒေါသနဲ့လားပညာနဲ့လားအခုပညာနဲ့ရှင်းနေတာမျက်နာအမူအရာတွေရောလူဘဝလာခဲ့လို့ဟန်လေးနဲ့အဲ့လိုမနေတတ်သေးကြမဟုတ်နေလို့ရတယ်အဲ့လိုမဟောချင်ဘူးတကယ်ကိုမောင်ရင်နှမပါနဲ့အမိဟုတ်တယ်နော်လူတိုင်းလက်မခံနဲ့အခုနားထောင်နေသူတွေကအခုဒီမှာလူ20ရှိမယ်ဆိုပါတော့ကြိုက်တဲ့လူ6ယောက်လဲပါန်ပါမယ်19ယောက်လဲဖြစ်ရင်ဖြစ်မယ်မကြိုက်တဲ့လူရှိရင်ရှိမယ် ဟုတ်တယ်နော်ဒါပေမဲ့ဥစဉ်တော်တရားဝဲနာခေါင်းကြီးငိုက်ဆိုင်ချပြီးငိုက်နေတာဟုတ်သလားတရားဘုန်းကြီးလည်းဟောချံဟောကိုယ်လည်းပြီးတော့ဟောအစီရတရားဝဲလွယ်ပြီးဟုတ်လို့လားတမီးဟုတ်လားဘုန်းဘုရားဟုတ်တယ်ဟုတ်တယ်မဟုတ်ဘူးလားဘုန်းကုန်းကမဟုတ်ဘူးလေအခုတော့ဟုတ်တယ်ဟမ်ညနေမဲ့ဘလို့ဟမ်ညနေမဲ့ဘလို့အော်အေးဒီကမာကြီးဟုတ်ကဲ့အဲ့တော့ပြောချင်တာကဥစဉ်တော် ဆရာတော်ကြီးတရားဟောရင်လည်းမူဇတ်တော်ကြီးတိုင်းသုတ်တန်တိုင်းဟောသွားတော့ဦးဇင်းမဟုတ်ဆရာဘယ်အဲ့လိုမဟုတ်ဘူးဒါမဲ့ဆရာတော်ဘယ်ကြီးရှီဝဆင်လာမလို့ဖောက်ထွက်လာတယ်လို့ပြောရမယ်ဒါကြောင့်ဦးဇင်းတို့လည်းဆရာတော်ဖျားကြီးရဲ့ဘုန်းကြီးကန်ရေးကိုမီးပြီးရမ်းဖြစ်လာတယ်ဘဝကြီးကိုနားလည်သွားတယ်မမမလို့တော့ဘူးအားလုံးဆွန့်လွတ်နိုင်တယ်အဲ့ဒါအရှင်မြတ်ကုံမလွတ်သေးဘူးဒါမဲ့ဆွန့်လွတ်ခြင်းကိုတိလာတော့မချမ်းသာဘူးလားချမ်းသာလားချမ်းသာ အဲ့ဒါပါပဲတကယ်တော့ကပြိတိဝကင်းတဲ့ဓမ္မတိလာနဲ့မြမအေးဘူးလားအေးလားနည်းနည်းတိနည်းနည်းအေးတယ်ခုတို့တကမှပြောနိုင်ရင်တော့အကုန်လုံးပြောမယ်ဒီမှာမအုံမဲ့လူပါလားပါပါမနာမဲ့လူပါပါမတင်မဲ့လူဒါမဲ့ကိုကိုကိုအူနာတိလို့ဘယ်နှခမ်းမဆင်ရင်လဲပြောဟင်တိမဲ့ကြောင်မဲ့လို့ရပါအမှန်မှန်ရှိမှတနခါကြီးလိမ့်မယ်မိကကြီးထူးမယ် မလုပ်ဘူးလားမင်းသမီးမင်းမမလုပ်လားဗျာဘုန်းကြီးဒီလာတာကိုလှလို့မလေးရုပ်ရှင်ရရနောက်တော့ကိုလှဟုတ်လားတော်မြတ်တို့ရောနှကန်းလေးကိုတိုးလို့ဟမ်ဘုန်းကြီးလာတွေ့တာပဲလူပါဘူးဗျာပြောချင်တာကမလားစေချင်တာမဟုတ်ဘူးနော်သဘောပေါက်လားကိုကိုကိုအတိကြီးတဲ့ကမလောက်လားလှနေလားဟုတ်တယ်အတိတိကြီးအောင်ရင်လုပ်ပါခန္ဓာကိုယ်အလှပြင်လို့မလေးကိုယောက်ျားကိုယ်တဲ့ချောရဲနေမြင်လိုက်ရင်လိုက်သွားပြန်ရော ိုင်းနိုင်ငံမှာပုံလို့တော်ကြာရလိုက်တော်ကြာကွဲလိုက်အအများကြီးဒါဦးစင်းတကယ်မြင်နေလို့ပြောတာဟုတ်လားတခါကြီးဂါကြီးတို့လည်းဟိုတလင်တမားနဲ့ဦးအောင်မင်းအောင်နေရှိမှာပါအဲ့ဒါဘာလဲဆိုတော့ဥပဒံမြင်လို့ဒီလိုမျိုးပေါ်လာရတော့ဒီလိုမျိုးတွေ့ပါဘူးဒါကြီးဒီကြိုက်ဒီမာနမဟိုမာနမဟိုနာမရောအိုင်အဲဟုတ်တယ်ဒီကြိုက်မိမဒီကြိုက်မိမပါလားဒီကြိုက်မိမဒီလိုမျိုးကဆမ်းပါဗျာဆမ်းပါဘယ်မှာတော့မိုက်တယ်ကွာအဲ့ဒါတော့ တော့အပိုင်လို့အေးဒီတော့ချစ်လို့လည်းပြီးတော့လည်းသူ့ကောကောင်းသူ့ကောင်းကောင်းတော်တော်ကြာဗောဒါအဲ့ရှမ်းမဘယောက်တော့မမောဘူးလားအဲ့မှာအပြညာသူ့တရားဟောလိုက်အောင်နော်ဟုတ်တရားပြောလို့အဲ့ဒီဗုဒ္ဓကိုယ်ယူဟောတဲ့တရားတွေဟောလိုက်အောင်ကြည့်တယ်ကွာအဲ့ကောင်းပြီအဲ့တော့တို့တကာတကမကြီးခဏညအခုဆိုရင်တရားပွဲကနည်းနည်းလေးရှည်သွားပြီဟဲ့လား ကျိုက်တဲ့တူကမရှိဘူးမကြိုက်တဲ့တူကခေါင်းနေချင်းမြန်ရှိသေးဘယ်နိုင်ရစာဟောတော့ကြည့်လိုက်ပြီလားခုနကဘယ်လောက်ရှိသေးလဲဟမ်ဘယ်လောက်ဟောတော့ဘယ်နိုင်လောက်ကတော့ဒါပေမဲ့နိုင်တို့ရောက်တာတော့ခုနကဘယ်လောက်ဘုရင်မင်းနေဘယ်အဲ့ဒါပြောတာအကုန်လုံးကသတိထားနိုင်အကောင်ဆုံးဟုတ်လားဩကူဘာလုပ်လဲအစင်းဟောတာတနားကြီးလောက်ရှိပါပြီပြောချင်တာအများကြီးဟောနေပင်မန်းနေ ခုဥစဉ်ပြောတဲ့တရားတွေကိုနားလည်လားနားလည်ပါဘူးခင်ဗျာရှင်များကတိုင်းမှာတွေ့တော့ပြောမှမဟုတ်ဘူးကိုယ်တိုင်ကိုယ်ပါစကားပြောတာတော့ဘောတာတာရူပါအဲ့တော့ပြောတာအနစ်ချုပ်ငါပြောပြပါဦးဘလူရှင်းပြမယ်ဥစဉ်ဟောတာဒီပုံမှာနားလည်တာဘလူနားလည်လဲပြောသိပြားလေးတွေရတာကိုယ်ဒီမင်းနဲ့တော့ကောင်းကွယ်နေတယ်ဒီမင်းနဲ့တူတယ်မဟုတ်မင်းကဘာလို့ဟောကောင်းဟောနောက်ကားစီလာတာဂိုင်းရရတယ်ဒဂိုင်းကိုဦးစဉ်နားလဲဒဂိုင်းပြောနိုင်တယ်တကယ်လည်းကြည့်တယ်တော့ဟိုဟိုပါကိုဘူးအဲ ယခုမျိုးပြောခုနေဖုန်ကြီးဟောတာပါတယ်ခင်ဗျခုရေသက်ချောက်အောင်ယလုံးကြီးမိတ်ခေါင်းကြီးနိုင်ဟာလာဖုန်ကြီးလက်ကလေးချီအခုလို့ပေါ့ပေါ့ပြောရတာ ਨੇ ကွာပါဗျဟောနည်းတမျိုးပေါ့နော်ကွာပါဗျတော်မြတ်နုဘာတွေဖုန်းပြဘာတွေလုပ်ကဲမှတ်မိလားကြောက်ချင်ရောသူညာဟောရမနာအခုလိုပြောရတယ်ကွာပြောပြောပြောမမအောင်မထွေးမျိုးမျိုးထွေး ဲဘုန်းကြီးပြောမြတ်နေနဲ့ပြန်အနစ်ချုပ်ပြန်လားအေးပြီးတော့အဲ့ဒါတိလားဘောဘောပြာတိတရားရအောင်ပြောပါရစေကောင်းပြီအဲ့တော့ကိုဝင်းမင်းသိမ့်နော်ဟုတ်တယ်ဦးစင်ပထမအောင်ဆုံးတော့တရားပွဲကဦးစင်ဘွားမှာအသက်က45ယဟန်3လနဲ့တဝါရဝါသူလာပြီနေမှာဝတ်တယ် ဲ့တော့၃လနဲ့တဝါရတယ်မုတ်ကုတ်ဖွဲချုပ်ကလည်းလူကလိုးနေတယ်ဦးစင်းကမုတ်ကုတ်ကမုတ်ကုတ်ဖွဲချုပ်မှာသွားပြီးတော့တရားဟောဖို့မဟုတ်ဘူးတရားနာလိုက်ဖို့ရှမ်းပြည်နယ်ကိုဦးစင်းရဲ့ဆရာတော်တပါးဦးစင်းနဲ့ဆွေမျိုးမကင်းနဲ့ဘုန်းကြီးတပါးအဲ့ကိုသွားဟောမယ်လိုက်ခဲ့မယ်ဆိုပြီးကိုလျင်လက်မှတ်နဲ့ကိုလိုက်မှာပေါ့ဟိုကလည်းမုတ်ကုတ်ဖွဲချုပ်ကလည်းအဲ့လိုနှစ်ပါးသွားလို့မရဘူးလို့သူလျင်လက်မှတ်လုံပေးဘူးလို့ကိုကိုလိုက်ပြီးလုံမယ်ဆိုရင်မကြိုက်ဘူးပေါ့လေနောက်ဆုံးတော့ မင်းကိုတော့တရားဟောတယ်လားမဟောတော့ပါဘူးလို့အခုမှပဲဆိုတာမဟုတ်ဘူးဟောမယ်ဆိုရင်နေရာရှိအဲ့ဒါနဲ့ပြောဆိုရင်ဥစဉ်တဝဲဒီမှာတဝဲသူပါသေးလားမမပါပါဘူးမမတဝဲလားကောင်းမှုဥစဉ်စဟောရတာသိတာကောင်းမှုရောရေပြူမြို့နယ်မသိဘူးอืมကံပေါက်ကြီးရောအဲအဲ့ရကောင်းမှုရောဥစဉ်စဟောခဲ့တာပထမဦးဆုံးတော့တရားဝင်ရဟန်းဘုရားထွက်ပြီးတော့6လမှာသွားဟောတာ ဥစဉ်မုတ်ကုတ်တရားနဲ့ဖြစ်ခဲ့တဲ့အကြောင်းလေးတွေပြောရင်အဲ့ရွာမှာအရက်ဒီအကုန်ပြတ်တယ်အခုတယောက်တော့မသေးသွားဘူးမဟုတ်ဘူးမဟုတ်ဘူးအခုမှသိသွားတာပါအခုမှသိသွားသိသွားတာဟို၃လေးနှစ်လောက်ရှိဘုံဘုံနဲ့အခု၁၄၅နှစ်ပေါ့အရက်ဒီလိုပါတကတော့တကတော့အရက်ကိုမတော့အောင်မတော့လို့ရတယ်ဒါပေမဲ့အစွဲနဲ့မတော့ခင်းနဲ့ခုနလိုဟိုတလားတစ်ခါပဲဖြစ်ဖြစ် တကယ်လေဟမ်ပေါ့ပနေကောင်မတိုက်ရပြန်အဲတိုက်စားလေအမှုကဖြစ်နေမမျိုးတွင်းနဲ့ငါနဲ့တော့တဲ့နေဟမ်တကတော့နောက်တစ်ယောက်ကနောက်တစ်ယောက်ကကြဘလောက်တော့တာသူလည်းသုံးမလဲမဲဘာဘာသုံးမလဲလို့ဆက်မောင်ကျုံတော့ဘုန်းကြီးတွေကဘယ်လောက်ယူသေးမလဲဟောပြရတာဟုတ်ပြရတာ နိုင်အမှန်တိုင်းပြောရတော့ကွာဘီယာသုံးမလဲတန်ကြီးမင်းရဲ့ခွန်အားတာသမီတွေနောက်ဘဝအတွက်စုနိုင်ဆောင်နေရတယ်ဘယ်လိုရှိရင်ပြန်မတော်ကောင်းပါလေဘလို့ပဲပြောပြောဗဇတ်ရှိမှတမျိုးဝေယမှာတမျိုးတွေလည်းအများကြီးဆိုလေဟုတ်တယ်နော်ဦးဇင်းပြောချင်တာကတော့မကောင်းဘူးလို့ကြည့်ရင်ရှောင်ရမယ်ရှောင်နိုင်တာကတီလာပဲဟုတ်တယ်မလား နော်ရှောင်းနိုင်တာကဒီလားကိုကိုစောက်ပြောတာလေအဲ့တော့ဘာကြောင့်ဦးသိန်းကျမကြီးอ่ะအရှင်မလုံးလုံးမစားဘူးလားစားပါတယ်ကိုယ်လည်းစားလိုက်တာပဲညနေလေကျွမ်းတော့စားဖို့မသိတော့ဘူးတစ်ခါတစ်ခါတကယ်တကားကန့်နဲ့စားလိုက်တာကိုယ်စားနဲ့ထမင်းစားနဲ့တူးနေတာပေါ့ဟုတ်တော့နော်ရိုးမချောက်သူနည်းနည်းတော့သူဝင်းနေတာပဲလေသဘောပေါက်လားပေါက်ပါဗျာဒါကမှနားလေလား ဦးစင်ကူပြောနေတာဒကမတို့ခုနလိုကိုရင်လေးဟောသလိုပေါ့လေဇတ်တော်လေးနဲ့ဇတ်ထုတ်ကလေးနဲ့ပြိတခါဟီးနဲ့မတူပါဘူးလို့ဦးစင်ကတကယ်ကိုဦးစင်ပြောင်းလဲသလိုပြောင်းလဲစေချင်တယ်ခွန်ကြီးဝတ်ဖို့ပြောတာမဟုတ်သေးဘူးနော်တကယ်ကိုတရားသဘောသိသွားဝတ်ကိုဝတ်တယ်အမှန်သိရင်ရန်ဝတ်လိုက်လဲအများကြီးပဲခွန်ကြီးဝတ်မှာအစားချောင်းတဲ့လူလည်းအများကြီးပဲဟုတ်တယ်နော်ဒါကြောင့်လဲဦးစင်လိုက်ဖမ်းတာဘာညာလုပ်ပြီးတာပေါ့ကောင်းပြီအခုလို့ဦးစင်ဒီတရားပွဲလေးကိုပြောတော့ ပထမဆုံးချက်ကဥပါဒံဖြုတ်တယ်အာလုံးပြိတ်ကျိုးအပေါ်မှာယုံကြည်နေတာတွေကိုဟုတ်မဟုတ်ကိုစစ်စစ်ပါဦးစင်းကမတိုက်ရဘူးလို့ပြောတာမဟုတ်ဘူးနော်အစွဲဥပါဒံကြောင့်အခုတိုက်ပြီးတဲ့ထဲမှာအာကြီးပါလို့ဒီမထိုင်းနိုင်ငံဟိုကပေးဟိုကူကြီးကပေးဒီကူကြီးကပေးလုံသမားနဲ့လောက်ကဟုတ်လားတကယ်မကင်နိုင်ပါဘူးကင်နိုင်တဲ့အထောက်အထားစာပြီးရှိရင်ဦးစင်းကနားထောင်ပါ အရေးကြီးတာကကိုဟာတရားသဘောကိုအမှန်တကယ်သိနေရင်လွတ်မြောက်ပါတယ်ဟုတ်တယ်နော်ဒါကြောင့်အဲ့အစွဲမားလို့ဦးဇင်းမြင်မိတယ်သူများတွေရောမသိဒီကမကြီးကကြီးနေတယ်